ေဒင်နဲ့တရုတ်ရိုးရောင်ဖုံးရွှေအခေါ်ပေးဆရာမတာမင်နီယောကိုဒေါ်လာတန်းနဲ့ချီလင်ခဲ့တဲ့ကြားဖြန့်ခိုင်းတစ်ခုနဲ့ဆက်ဆက်ပြီးဩစတြေးလျရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။သူတို့နှုတ်ဟောဩစတြေးလျနိုင်ငံကိုရောက်ရှိနေပြီးအကာအကွယ်နှဲပါတဲ့ဗီယက်နမ်နိုင်ငံသားတွေကိုအဓိကပြစ်မှတ်ထားလေရှိတယ်လို့ဆိုပါတယ်။သူတို့နှုတ်ပဝင်ပတ်သက်ထားတဲ့လင်လယ်မှုတွေကြောင့်နှစ်နာခဲ့ရတဲ့ငွေပမာဏဟောအမေရိကန်ဒေါ်လာ46တန်းနီးပါးလောက်ထိများပြားနိုင်တယ်လို့ဆက်ဆဲခံထားရပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာတော့ စစ်တနီမှာရှိတဲ့ဒိုဘာဟိုက်စင်ဂျေဘုံရပ်ကွက်မှာအသက်53နှစ်အရွယ်မိခင်နဲ့25နှစ်အရွယ်သမီးဖြစ်သူကိုရဲတွေကဖမ်းဆီးရောက်မိခဲ့ပါတယ်။နှစ်ယောက်စလုံးဟာဇန်းတက်တဲ့နှီးပညာတွေကိုကြဲကြဲပြန့်ပြန့်အသုံးပြုလှူရှားနေတဲ့ကြားဖြန့်ခိုင်းတစ်ခုရဲ့အဆက်အနွယ်တွေဖြစ်တယ်လို့ရဲတွေကဆိုပါတယ်။ဗီဒီဆီယမဖြစ်တဲ့မိခင်က သူအယုံသွင်းထားတဲ့ပြစ်မှတ်တွေကိုချင်းငွေတွေထုတ်ယူဖို့ခိုင်းစေပြီးသူအတွက်အဝေစုကို ခွဲယူထားပါတယ်။သူတို့ရဲ့အနာဂတ်မှာ ဘီလီယံနာတူးစီကအကူအညီတွေရောက်ရှိလာမယ်ဆိုတာကိုမြင်နေကြောင်းဘေဒင်ဆီယာမားကအလှည်စားပြောဆိုခဲ့ပါတယ်။ဒီနေ့မှာတော့ဆစ်ဒနီတရားရုံးမှာရုံးထုတ်ဖို့အစီအစဉ်ထားပြီးသူ့ကိုအာမခံခွင့်မပေးဘဲသမီးဖြစ်သူကိုတော့ရဲတွေကအာမခံနဲ့ပြန်လွှတ်ပေးခဲ့ပါတယ်။မိခင်ဖြစ်သူဘေဒင်ဆီယာမားဟာမယုံမသောငွေကြေးရယူမှုဒူးစရိုက်ဂိုင်းတစ်ခုနဲ့ပတ်သက်ဆက်ဆက်မှုအပေါင်းဝင်ဇွဲချက်39ခုနဲ့ရင်ဆိုင်နေရပါတယ်။ ။တမီးဖြစ်သူကတော့ရာဇဝတ်မှုတွေမှာစီစစ်မှုမရှိဘဲရောနောပါဝင်ခဲ့တယ်ဆိုရယ်။ဒူးစရိုက်ဂိုင်းနဲ့အချိတ်ဆက်ရှိတယ်ဆိုရယ်အပေါဝင်ဇွဲချက်ခုနှစ်ခုအတင်ခံထားရတာပါ။တောင်မီနှစ်ယောက်ရဲ့ဇင်ကန်အင်ကိုရဲတွေကမနက်အစောပိုင်းဝင်ရောက်စီးနှင်ခဲ့တဲ့အခါမှာငွေကြေးဆိုင်ရာဆောက်ရွက်စာတမ်းတွေ၊မိုဘိုင်းဖုန်းတွေ၊တံမိုးကြီးလက်ကင်အိတ်တွေ၊အမေရိကန်ဒေါ်လာ6500လောက်တန်တဲ့ရွှေချောင်းတစ်ချောင်းအပြင်ကာစီနို chips တွေကိုသိမ်းဆည်းရရှိခဲ့ပါတယ်။ရဲတွေရဲ့အဆိုအရ မိခင်ဖြစ်သူဟာဗေဒင်ဆီယာမတူအနေနဲ့သူ့အတိုင်းအဝိုင်းမှာလူအများလေးစားယုံကြည်တာကိုခံခဲ့ရကြောင်းတချို့ဆိုရင်ငွေရေးကြေးရေးကိစ္စတွေထိသူ့ကိုရယုံကြည်ကြည်ရင်ဖွင့်တိုင်ပင်ခဲ့ကြောင်းသိရပါတယ်အဒီခါသူကငွေတွေချေးယူဖို့တိုက်တွန်းပြီးဘီလီယံနာတယောက်ယောက်ကအဒီအကြက်တဲကိုကူညီဖြည့်ရှင်းဖို့အနည်းနဲ့အမြန်ရောက်လာလိမ့်မယ်လို့အာမခံခဲ့ပါတယ်ပြီးတော့အကြံပေးခအဝေစုတွေလည်းအများအပြားတောင်းယူလင်ရှိတာပါဩစတြေးလျရဲတပ်ဖွဲ့ဟာ ဗီဒင်ဆီယာမားနဲ့တမီးဖြစ်သူရဲ့ American Dollar စေတန်းဝန်းကျင်လောက်ပိုင်ဆိုင်မှုတွေကိုလည်းသိမ်းယူခဲ့ပါတယ်။မနေ့ကစတင်တဲ့ကြားဖြတ်နေနေရေးစုံစမ်းမှုတွေအတွင်းမှာဒရုန်းနဲ့ဆက်ဆက်တဲ့ငွေလိမ်ခိုင်းစီက American Dollar တန်40ဝန်းကျင်လောက်တန်ဖိုးရှိတဲ့ငွေကြေးတွေကိုလည်းသိမ်းဆီးထားပြီးဖြစ်ပါတယ်။အဒီခိုင်ဟာတကယ်မရှိတဲ့ဇင်ခံကားတွေကိုဝယ်ယူတယ်ဆိုတာမျိုးမှတ်တမ်းအတုတွေဖန်တီးပြီးငွေကြေးခွာချမှုတွေကိုကျူးလွန်နေကြတာပါ။ပြီးတော့လူပုတ်ကိုတူးချင်းစီကကိုရေးအချက်အလက်တွေကိုခိုးယူပြီး မယုံမသာချင်းငွေရယူတဲ့ကိစ္စတွေမှာအသုံးပြုခဲ့တယ်လို့ဆိုပါတယ်။ဩစတြေးလျရဲတပ်ဖွဲ့ကတော့အဲ့ဒီအဖွဲ့ဟာခေတ်ရှိအပြေးဆုံးလူလိန်တွေလို့တောင်မှတ်ချက်ပေးခဲ့ဘူးတာပါ။ဒါအပြင်အကျင့်ပြတ်ဘဝန်တန်းတွေနဲ့ပူးပေါင်းပြီးနိုင်ငံရဲ့အထင်ကရောက်ဗန်ကြီးတွေကိုပြစ်မှတ်ထားလိန်လေတာတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။ဆစ်ဒနီမှာအဲ့ဒီဂိုင်းကဒေါ်လာ164တန်းလောက်ထိတန်ဖိုးရှိတဲ့အင်ချမ်းမျိုးတွေအပေါင်းဝင်ပိုင်ဆိုင်မှုတွေဝယ်ယူဖို့အတွက်ခိုးယူထားတဲ့ကိုရဲအချက်လက်တွေကိုအသုံးပြုငွေချေးခဲ့ပြီး ကျန်းရပါဝန်ထမ်းတွေကဖြစ်မြောက်အောင်ကူညီခဲ့ကြတယ်လို့ဆိုပါတယ်။အထက်ခိုင်းတဲ့ဆက်နွယ်တဲ့လူပေါင်းဒရာဇင်ထပ်မင်းတွေကိုဖမ်းဆီးထားပြီးဖြစ်တယ်လို့နောက်ထပ်လည်းဂွင်းဆက်ပေါင်းဝင်သူတွေကိုဖော်ထုတ်ဖမ်းဆီးနိုင်ဖွယ်ရှိတယ်လို့ရဲတပ်ဖွဲ့ကခန့်မှန်းထားပါတယ်ရှင်။